အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ်အပီဆိုး48မှာတော့မင်းနူကမိယာကိုကားဂိတ်လိုက်ဖို့ပြေးနေပါတယ်ထို့ချင်းမှာမင်းနူကမိယာကိုကြီးစုတင်တဲ့အနေနဲ့မဟုတ်ဝဲကြွေးချင်ပေမယ့်အခုလောလောဆယ်မှာကမွေးနေတာကြောင့်ဝယ်မကြွေးနိုင်တဲ့ကြောင့်ပြောပြနေပါတယ်မိယာကလည်းနောက်တစ်ခါမှတခြားသူတွေနဲ့သွားစားကြတာပေါ့ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ကျွန်တော်လည်းစကားတွေပြောနေကြရင်မိယာကမျက်မှောင်မပိုင်ပူလာကြောင်ပြောပြလိုက်ပါတယ် ဒါပေမဲ့မီယန်ကလေဒီမျက်မှန်ကို GP ထတာဖြစ်တာကြောင့်စွန့်လွန်ဖို့ဝန်လေးနေပါတယ်။ထို့ချိန်မှာပဲပတ်စကားရလာတာကြောင့်မီယာလေမီနူးကိုနှုတ်ဆက်ပြီးတော့ပတ်စကားပေါ်ကိုတက်သွားပါတယ်။မီယာပြန်သွားတဲ့အချိန်မှာတော့မီနူးကဂျီဆိုတဲ့ကောင်မီယာလို့ချစ်ဖို့ကောင်းတဲ့ကောင်းမလေးကိုဘာလို့ပြန်မကြိုက်ရလဲဆိုပြီးတော့ကြူးနေပါတယ်။ထို့ချိန်မှာတော့သူကလေမီယာလေးကိုတစ်ဖက်သားကြိတ်ကြိုက်နေခဲ့ပြီဖြစ်ပါတယ်။ဒွန်းကတော့အခုချိန်ထိတာယာဘိန်းကြီးနဲ့ထားလက်ကြီးနေတော့ဖြစ်ပြီးတော့ သူစီလာတဲ့ယူနာကိုကျူးတဲ့အချိန်မှာတော့သူလည်းလေ့ကျင့်ရကနေနားလိုက်ပါတယ်။ထို့နောက်နေ့ရောက်တာကြော့ကြော့ကိုမာစားနေကြရင်လည်းယူနာကကိုကိုကိုထိကအောင်အယမ်းမလေ့ကျင့်ဖို့နဲ့ဒီလိုမောင်းတဲ့ထီတွန်းကဇွဲကောင်းနေရကြောင်းနောက်ကိုဒီလိုမလုပ်ဖို့မာနေပါတယ်။တွန်းကလည်းဒီကိစ္စတွေအားလုံးကသူ့ကြောင့်ဖြစ်ခဲ့ရပြီးတော့ဂျင်းနဲ့မီနူးကပါရောပြီးတော့အပြစ်ပေးခံနေရတာကြောင့်သူတို့ကိုအားနာလို့ပါဆိုပြီးတော့စိတ်မကောင်းစွာနဲ့ယဉ်ဖွင့်နေပါတယ်။ပြီးတော့တွန်းကသူရံမဖြစ်တော့ပါဘူးဆိုပြီးတော့ပြီးထားတဲ့ကလေးကို ဆက်လိုက်မိတာကြောင့်တောင်းပန်ပါတယ်ဆိုပြီးတော့ယူနာကိုပြောလိုက်ပါတယ်ယူနာကလည်းထားလိုက်ပါရောနောက်မဖြစ်ရင်ပြီးတာပါပဲအနေတော့ဒီလိုဖြစ်တာလဲငါပြောကမကင်းပါဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ချွတ်တော့ယူနာကငါနေ့ကိုကျေးဇူးတင်ပါတယ်ဟာဆိုပြီးတော့ရုတ်တရက်ကြီးထပ်ပြောလိုက်ပါတယ်တွန်းကလည်းယူနာသူ့ကိုအလေးထားတာကိုမြင်ရတော့ပျော်သွားခဲ့ပါတယ်တွန်းလည်းပျော်ပျော်ကြီးနဲ့ကြော့ကြော့ကိုဇွတ်ညူလိုက်တာကြောင့်နင်းသွားခဲ့ပါတယ်နင်းနေတာကြောင့် ဘေးနဲ့ကဖြိုရည်ဘူးကိုတောက်လိုက်ပြီမယ်လေဖြိုရည်တွေကမှပါဇက်ကနေပြန်ထွက်လာတာကြောင့်ယူနာထောက်အော်ရာကိုခမ်းလိုက်ရပြန်ပါလေဒုံဆိုတဲ့ကောင်ကလေတခခုဆို လွဲကိုလွဲလိုက်ရမှာစားဝင်အိပ်ပြောတဲ့ကောင်ဖြစ်ပါလေနောက်တစ်ခက်မှာတော့ဖင်နီကတယောက်တဲ့စပင်းစီနဲ့ဆေးလိတ်တောက်နေပါလေဖင်နီကောင်းနေမှာလေကျောင်းမလူတွေကသူ့ကိုချင်းမကြည့်လို့ဝိုင်းကျင်ထားကြတာကိုပြန်တွေးမိပြီးတော့ဒေါသထွက်တယ်လို့ဝမ်းနဲ့တလုံးလုံးကြီးဖြစ်နေပါလေပို့ဆိုတော့က ဒီနေ့ဆရာကသူ့လုပ်ထားတဲ့အပြစ်တွေအရမ်းညှလာတာကြောင့်သူ့ကိုကျောင်းကနေထုတ်ပြစ်လိုက်ပါတယ်။ဒါတွေကိုပြန်ကြည့်ပြီးတော့စိတ်ကြီးနေတော့မှာပဲ။သူ့အမေကသူ့စီကိုဖုံးဆက်လာခဲ့ပါတယ်။ထိုချိန်သူ့ရှင်မှာကောင်းလေးတော့ကောင်ကမုတ်ဆိုင်ကမုတ်တွေကိုပိုက်ဆံမပေးပဲနဲ့ယူပြစ်လာတာကြောင့်ဆိုင်ရှင်အန်ဒီကြီးကနောက်ကနေလိုက်တောင်းနေခဲ့ပါတယ်။ထိတ်ဆုံးကပြစ်လာတဲ့ကောင်ကတော့ဒီမိမကြီးကဒီလောက်မုတ်တွေနဲ့ဘာလို့ငါတို့ရဲ့နောက်ကိုဇွတ်လိုက်နေရလဲဆိုပြီးတော့တွေးနေတဲ့အချိန်မှာပဲသူ့ရှင်မှာရောက်နေတဲ့ဖင်နီကစပိန်ကိုဘေးထောင်လိုက်ပြီးတော့ သူ့ရဲ့ကွာကိုစောင့်ပေးလိုက်ပါတယ်။သူလည်းလေဘော်ကိုပြင်သွားကပါဇက်ထဲကမုတ်တွေပါ ထွက်ကြလာခဲ့ပါတယ်။ထို့နောက်မှာသူလည်းဖီနီလက်ချင်တဲ့လဲချက်ကအော်နေရပြီးတော့ဆန်ရှင်အန်တီကြီးကလည်းသူ့ကိုကုတ်ကနေဆွဲကရဲစခန်းကိုခေါ်သွားပါတယ်။ဖီနီလည်းသူ့အိမ်ကိုပြန်လာခဲ့လိုက်ပြီးတော့လမ်းမှာတော့သူနဲ့မီနူတို့စပိန်ပြန်ခဲ့တဲ့ဂုံးအစင်ကြီးကိုရောက်လာခဲ့ပါတယ်။သူကအရင်ကအကြောင်းတွေကိုပြန်စဉ်းစားနေခဲ့မိပါတယ်။ထို့ချင်တော့ကမီနူနဲ့ ဗီနီတို့ကသူတို့ရဲ့စင်ကောပွဲကိုဒီအစင်းမှာလုတ်ခဲကြတာဖြစ်ပါတယ်။ဖီနီကတော့မင်းကိုဟေ့အောင်မင်းကြောင့်ရဲ့အခုတွေကအယုံပြလိုက်လို့ရတယ်နော်။ဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းကြီးကလည်းတော်စက်မှာကွာ။မင်းသာအားရချောင်ပြီးတော့အောက်ရောက်မှခေါင်းကွဲနေဦးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဘေးကနေကြည့်နေကြတဲ့သူတွေကလည်းဒီကောင်တွေ break မပါတဲ့ဆက်ဘေးတွေနဲ့ဒီအစင်းမှာလာပြိုင်နေကြတယ်။ယူနေရလားမသိဘူးဆိုပြီးတော့ပြောနေကြပါတယ်။ နောက်ကနေဂျွန်ကလည်းထိုးစံတိုင်းဗီဒီယိုလိုက်ရိုက်ပေးမှဖြစ်ပါတယ်ဂျွန်ကတော့ငါလည်းဒီကောင်တွေကိုဘာမှမပြောနိုင်တော့ဘူးလှုပ်ချင်တာလှုပ်ကြတော့ဆိုပြီးတော့မီနူးတို့ကိုတားလို့မရတာကြောင့်ညှိနေပါတယ်ထို့နောက်မီနူးတို့လည်းစပြိုင်မှုတဲ့အုတ်ထုတ်တွေကိုစောင်းလိုက်ကြပြီးတော့ဟေ့အောင်ပြန်နေတဲ့အချိန်မှာတော့မညှိချင်တော့ဆိုပြီးတော့ပြောလိုက်ပါတယ်ဖင်နီကတော့ဘာလဲမင်းကြောက်နေရလားတကယ်ပြန်ဝင်လဲမဟုတ်ပါဘူးကွာစိတ်ကိုအေးအေးထားပြီးတော့ပြန်မှသာပြန်စမ်းမှဆိုပြီးတော့ပြောလိုက်ပါတယ် ထို့နောက်သူတို့လည်းပြိုင်ပွဲကိုစတင်လိုက်ကြပါရယ်အစင်းကြီးမှပြန်ရတာဖြစ်တဲ့တွင်လက်ရောက်စလုံးရဲ့အရှင်တွေကအယမ်းများနေကြပါရယ်ထို့ချင်းမှဖီနီကမီနူးကိုပခုံးချင်းလာတိုက်တာကြောင့်မီနူးကဟေးမင်းဘာတွေလုပ်နေရလဲဆိုပြီးတော့អော်လိုက်ပါရယ်ဖီနီကတော့မီနူးကိုကြည့်ပြီးတော့ရဲလိုက်ကဘာဖြစ်တာလဲမင်းရဲ့ကြောက်နေတဲ့မျက်နှာကြီးကရည်ရင်စရာကောင်းလည်းသာဆိုပြီးတော့စပါရယ်ဖီနီကတော့ပြောရင်းဆိုရင်ပဲမီနူးကိုကြော်သွားလိုက်ပြီးတော့သူ့ရဲ့ရှစ်မှာနေရာယူလိုက်ပါရယ် ပါဇက်ကနေလေငါတို့လည်းနည်းနည်းပါးပါးပျော်စရာလေးတွေဖန်တီးလိုက်ကြအောင်ဆိုပြီးတော့ emergency skill လို့ခေါ်တယ်။နောက်ပိုင်းကို ခြေဖွားနဲ့နေပြီးတော့လောက်ရတဲ့ skill ကိုထားလုပ်လိုက်ပါတယ်။ emergency skill အဲ့ကြောင့်ပဲနောက်မှာအရှိန်နဲ့လာနေတဲ့မီနူကသူရဲ့နောက်ဘင်းတက်တက်ကိုတိုက်မိသွားပြီးတော့လူနဲ့ဆက်ပြီးတခြားစီဖြစ်သွားကလူကလည်းအဝေးကြီးကိုလွတ်ဆင်သွားပါတယ်။ဖိနီလေ သူပါမောက်သွားတာကြောင့်တန်ရတော်တော်များများရသွားခဲ့ပါတယ်။ဖီနီဆိုတဲ့ကောင်ကလည်းသူကိုယ်နဲ့အနာခံပြီးတော့သူများကိုတောက်ချင်းရောက်တဲ့ကောင်မျိုးဖြစ်ပါတယ်။နောက်ကရလာတဲ့ဂျွန်ကလည်းသူ့တငယ်ချင်းတွေစီကိုအပြေးသွားပြီးတော့သွားကူပါတယ်။တန်ရတွေနဲ့ဖီနီကလည်းထလာပြီးတော့မင်းနူးချင်းတွေကိုကြည့်လိုက်တဲ့အချိန်မှာတော့မင်းနူးကအောင်လဲကြနေပြီးတော့သူ့ရဲ့ခြေတော်တစ်ဖက်ကတော့ခြံစည်းရိုးစကားတွေကိုဝင်သွားကသွေးတွေကလည်းစီးကြနေပါတယ်။ဇလန်ရဲ့အဆောင်မှာတော့တွေ့ကြရတယ်မင်းနူးရဲ့ခြေတော်တန်ရဒီကိစ္စကြောင့် ရလာခဲ့တာဖြစ်ပါတယ်။ဖီနီကတော့မီနူးဖြစ်တော့တာကိုကြည့်ပြီးတော့ပြောနေခဲ့ပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့ဖီနီကဒါရီကိုစဉ်းစားမိပြီးတော့မပြောနိုင်ခဲ့ပါဘူး။ဒါလုံးနဲ့သူလေဒီအစင်းကြီးအတိုင်းသူ့အိမ်ကိုပြန်ခဲ့ပါတယ်။ဂျီရိုအိမ်မှာတော့မီနူးကဒီနေ့ဆင်ရတဲ့ training ကြောင့်ညောင်းညာကြိုက်ခဲနေပြီးတော့ဂျီရဲ့အိမ်ရပေါ်မှာလဲချလိုက်ပါတယ်။ထို့ချင်းမှာတော့ကောင်းကိုအတော်မာတဲ့အရာတစ်ခုနဲ့စောင့်မိသွားခဲ့ပါတယ်။ဘာလဲဆိုပြီးတော့ကြည့်လိုက်တဲ့အချိန်မှာတော့ဂျီရဲ့ keyboard ဖုန်းကြီးဖြစ်နေတာကြောင့်ဂျီကိုဒီခေတ်ကြီးမှာ ဒီဖုန်းကြီးကိုသုံးနေလို့ဆိုပြီးတော့ဖုန်းလေးပေါ်ပွားစီပွားစီလုပ်နေပါတယ်။ကြည်ကတော့သူ့မှာဖုန်းခေါ်တာကလို့ရင်ကြံတဲ့အရာတွေမလိုတာကြောင့်တခြားဖုန်းလဲစရာမလိုဘူးလို့ပြောလိုက်ပါတယ်။တလို့တဲ့နေရောက်တာအဲ့တဲ့အချိန်မှာတော့မင်းနုကကြည်ကိုမင်းမိရကိုဘလို့မြင်လဲဆိုပြီးတော့ရုတ်တရက်ကြီးထားမိပြန်ပါတယ်။ကြည်ကလည်းမင်းပါရိလာပြောနေရလဲဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။ထို့ချင်းမှာမင်းနုကမင်းကမိရကိုစိတ်ဝင်စားဖို့မလား။ငါမိရကိုအပြင်ခေါ်သွားချင်လို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်။ ထိုချိန်မှာတော့ဂျီကတော့ဘူနေတဲ့မျက်နှာကြီးနဲ့အားနဲ့ပတ်သက်ပြီးတော့မင်းကစီမှာခွင်တောင်းနေစရာမလိုဘူးလို့ပြောလိုက်ပါတယ်။မင်းကလည်းအေးအဲ့ဒါဆိုလဲပြီးရောငါလဲငါလုတ်ချင်တာလုတ်ပြီနော်ဆိုပြီးတော့အိတ်သွားပါတယ်။ဒီညလေးမှာပဲဒီအပိုင်းလေးကိုစက်သိန်းထားပြီးတော့နောက်လာမယ့်အပိုင်းဒီမှာတော့လူမကြီးဗင်နီရဲ့အခုလိုစိုးမိုက်နေရတဲ့အကြောင်းရင်းအမှန်ကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီညဒီလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။